စူပါလကိုရှုံကျွေးပြန်ဆက်ချင်နေတဲ့နဘီ ပြည်သူများအားလုံးပဲမင်္ဂလာပါရှင်။ကြော်တန်း MMA Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဝမ်ဘတ်တန်ဝိတ်ကြားပြတ်ချန်ပီယံနဘီကဒီတစ်ခေါက်စူပါလက်နဲ့ရင်ဆိုင်ရမယ့်ချန်ပီယံကပတ်ပေါင်းစည်းပွဲမှာ Time Fighter ကိုခြုံကျွေးပြန်ဆက်ချင်နေပါရစေ။စူပါလက်နဲ့နဘီတို့ကလာမယ့် match လ23ရက်နေ့ဂျပန်နိုင်ငံမှာကျင်းပသွားမယ့်1172မှာဝမ်ဘတ်တန်ဝိတ် Muay Thai Champion ကပတ်ပေါင်းစည်းပွဲထိုးသက်သွားရမှာဖြစ်ပါရစေ။ Thai Algeria Fighter နဘီက2023ဇွန်လအတွင်းမှာကျင်းပခဲ့တဲ့1 Friday Fight 22မှာ1 Championship နဲ့စတင်လက်တွဲက ခဲ့ပြီးပွဲဦးတွက်ဖြင့်စူပါလနစ်ရင်ဆိုင်ခဲ့ရတာဖြစ်ပါရယ်အရက်၆ပေလေးလမရှိတဲ့လောရှိနဘီကအရက်မောင်းကွာဟချက်ကိုအောက်ပြုပြီးစူပါလက်ကိုရင်ဆိုင်ဖို့စူးစားခဲ့ပေမယ့်ခြေကန်ချက်ဘရင်ရဲ့ဒရဇက်ကန်ချက်တွေကြောင့်ဒုတိယကြီး၂မိနစ်ဝင်ကျင်မာရင်အလဲတို့နဲ့ရှုံးပေးခဲ့ရတာဖြစ်ပါရယ်အဲ့နောက်စူပါလက်ကဝမ်မှာ၃ပွဲဆက်တိုက်အနိုင်ရရှိပြီးတဲ့နောက်ဝမ်ရဲ့စာချုပ်ရဖိုက်တာတယောက်ဖြစ်လာခဲ့ပါရယ် ။စာချုပ်ပွဲတွေမှာလည်း Bronze Fighter Philippine Blue Bull မြန်မာ Fighter တမ်နီဆိုလုံတို့ကိုအမှတ်နဲ့တောက်လျှောက်အနိုင်ယူပြခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလတွင်ဘန်ကောက်မှာကျင်းပခဲ့တဲ့ Wanwan Sampti မှာတော့ Super Lightweight နေရာမှာအဆောင်ဝင်ပြီး Scotland Fighter Nico Carillo နဲ့ Bantam Weight ကြပြက်ခပတ်လုပ်ပွဲထိုးသက်ခဲ့ရပါတယ်။ဒီပွဲစမှာ Nabi ဟာ Tolly ကိုတိုးတက်လာတာကိုမြင်တွေ့ရပြီး Carillo ကိုဒုတိယကြိမ်2မိနစ်35စက္ကန့်မှာရင်အလဲထိုးပြီး Bantam Weight ကြပြက်ချန်ပီယံဖြစ်လာခဲ့တာပါ။ အိုင်နာဩဂရာဂျီချက်ထရီကမက်ရှလာ23ရက်နေ့ဂျပန်မှာကျင်းပသွားမဲ့112 72မှာစူပါလာနဲ့နဘီတို့ကိုမကြေပွဲဖြစ်ဘန်တန်ဝိတ်ခပတ်ပေါင်းစီပွဲတဲ့ပေးခဲ့တာဖြစ်ပါတယ်ဒီတစ်ခေါက်မကြေပွဲမှာဆိုရင်တော့ပရမော့တစ်ခေါက်တွဲစုံစင်ကလို့မဟုတ်ပဲတိုးတက်လာကြောင်းနဲ့စူပါလာကိုရှုံးကျွေးပြန်ဆက်ခြင်းကြောင်းပြောဆိုလာခဲ့ပါတယ်နဘီက လွန်ခဲ့တဲ့နှစ်နှစ်ကလက်အိပ်ပါကြောင့်ဘာတစ်ခုမှမသိခဲ့ဘူးအဲ့လိုလက်အိပ်ပါနဲ့ထိုးရတဲ့တွေ့ကြုံလည်းလုံးဝမရှိခဲ့ပါဘူးအခုတော့လုံးဝပြောင်းပြန်ဖြစ်သွားပါပြီအများကြီးကိုကွာခြားသွားပါပြီစူပါလက်ကိုရှုံးတဲ့ပွဲကသင်ခန်းစာကြီးကြီးပေးလိုက်တဲ့ပွဲပါပဲတင်ယုံစရာတွေလည်းအများကြီးရခဲ့ပါတယ်တေချပေါက်ပြောနိုင်တာတခုကဒီတစ်ကြိမ်ဟာအဲ့ဒီတိုင်းလုံးဝဖြစ်လာမှာမဟုတ်ပါဘူးကျွန်တော်နိုင်ရဖို့မှန်ထားတာပါ စူပါလက်ကိုပြန်ပြီးရှုံကျွေးဆက်ချင်တာပါစိတ်ထဲမှာချန်ပီယံကပတ်ဆိုရာကြီးကိုတွေးမထားပါဘူးစူပါလက်ကိုပြန်ပြီးအနိုင်ယူပြရုံပါပဲဒီဘက်နဲ့ပတ်သက်လို့ကျွန်တော်လိုချင်တာဒါပဲရှိပါတယ်လို့ပြောဆိုသွားခဲ့ပါတယ် နဘီဟာစူပါလက်ကိုရှုံးနိမ့်ပြီးတဲ့နောက်6ပွဲဆက်အနိုင်ရရှိခဲ့တယ်လို့လက်စွမ်းရလည်းတိုးတက်လာတဲ့ဆိုပေမဲ့စူပါလက်ဆိုတာကလည်းတော်ယုံဖိုက်တာတော့မဟုတ်ပါဘူးဝမ်ဘတန်ဝိတ်မွေထိုင်းနဲ့ခေဘော်စင်ခပတ်နှစ်ခုစလုံးကိုရရှိထားပြီးခြေကန်ချက်တွေကောင်းလွန်လာကြောင်းကီကီမက်ရှင်ဆိုတဲ့နာမည်ပြောင်ကိုယ်တော်ရရှိထားတာဖြစ်ပါရင်ဒါအပြင်စူပါလက်ဟာနဘီကိုအနိုင်ရရှိပြီးတဲ့နောက်အငြိမ့်နေတာမဟုတ်ပဲလက်ရှိဝမ်ချန်ပီယံရှစ်ရဲ့အကြမ်းဆုံးဖိုက်တာတွေဖြစ်တဲ့ရော့တန်တာကယ်ရူနဲ့ ဂျိုနသန်ဟက်ကာတီတို့ကိုတောက်လျှောက်အနိုင်ယူပြခဲ့တာဖြစ်ပါတယ်။ကနအူကရုံကစူပါလက်ကဝမ်ဝမ်ဆမ်ပီမာနီကိုကာရီလိုနဲ့မွေတိုင်းကပတ်ကာဝယ်ပွဲထိုးသက်သွားရမှာဖြစ်ပေမဲ့ဒုတိယရရှိသွားတာကြောင့်ပွဲပြက်ခဲ့ရတာဖြစ်ပါတယ်။စူပါလက်ဟာလက်ရှိဝမ်ရဲ့အကောင်းဆုံးဖိုက်တာတစ်ယောက်ဖြစ်ပြီးမာဂွန်မြင့်မာရဲဆိုတဲ့ရော့တန်ကိုတော့နှစ်ဖူးကွဲနေတဲ့ဂျောင်းကနေအနိုင်ယူနိုင်ခဲ့တယ်လို့ကစ်ပေါက်စင်ဘိုးရီကြီးတာကီရူကိုလည်းပေါင်တွေရောင်ကိုင်းနေအောင်ကံပြခဲ့တာဖြစ်ပါရယ် ဒါပြင်ဒီတစ်ခေါက်မကြေပွဲဟာအရင်တစ်ခါလိုမလွယ်ကူဘူးဆိုတော့သိထားတဲ့စူပါလက်ဟာနဗီရဲ့အရမောင်အမြင့်ကိုခုံခုံပြီးထိုးဖို့အတွက်လေ့ကျင့်နေတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်ဒီတစ်ခေါက်ပွဲကတော်တော်လေးကြည့်ကောင်းမဲ့ပွဲဖြစ်လိမ့်မယ်လို့ထင်ပါတယ်။လော်ရှိနဗီကိုခြေကန်ချက်တွေနဲ့ဖြိုခွင်းပြခဲ့တဲ့စူပါလက်ကပဲထပ်နိုင်သွားမလား။နဗီကပဲရှုံးကျွေးဆက်သွားနိုင်မလားဆိုတာကစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်။ view လေးကတော့ဒီလောက်ပါပဲ။နောက်နေ့မှလည်း MMA နဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျမတို့ရဲ့ page လေးကို like and follow လုပ်ပြီးဒီ video လေးကို share ပေးပါအောင်လို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါစေရှင်